မင်္ဂလာပါထက်ရီမင်္ဂလာပါအမ STB တုံငယ်က MEC အချင်းမှာ list ပြီးသွားလာထက်တိမှာပေါ့တည့်ရဲ့လေအမအမကလည်းအချင်းမတုံဘူးတော့လန့်နေတာကိုယ့်ဆက်လေးတွေပျောက်သွားမှာပြန်ထုတ်မရမှာစိတ်ပူတယ်လေအချင်းတွေကလည်းအချင်းတွေလို့တုံးတာအကောင်းဆုံးပဲအမ စနလက်အချင်းတွေကကုမ္ပဏီတစ်ခုရဲ့ထိန်းချုပ်မှုအောက်မှာရှိနေလို့သူတို့ကြိုက်တယ်လို့စီမံခန့်ခွဲတာတွေလုပ်လို့ရနိုင်တယ်။ဒီလိုပြောလို့အရန်လန့်စရာမလိုပါဘူး။ကို့မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုအချင်းတွေနဲ့ထည့်ထားမျိုးလည်းမလုပ်သင့်ဘူးပေါ့နော်။အဲဒါနောက်ပြီးတော့ကိုသုံးနေတဲ့အကောင့်လုံးချုပ်မှုရှိဖို့ကလည်းပြင်ဆင်ထားတဲ့နေမှာ။ ဘလုံးလုံးချုံအောင်လုပ်ရမလဲဆိုတာအမောက်ပြပြပေးပါဦး။အိတ်ချင်းအကောင့်နေလုံချုံဖို့ဆိုရင်လုံချုံရေးကိုနှစ်ထပ်သုံးထပ်ဖြန့်ထားတဲ့နည်းမှာဥပမာထက်တို့အိမ်တလုံးလုံချုံဖို့ချန်တခါရောအိမ်တခါရောတော့ခတ်တယ်လို့ပေါ့နော်။အခုအိတ်ချင်းအကောင့်နေသုံးတဲ့အခါမှာ password တခုတည်းနဲ့မရဘူး။ two factor authentication ကိုလည်းမဖြစ်မနေသုံးပေးရတယ်။ပြီးတော့အခုနောက်ပိုင်းမှာ pass key ဆိုတာလည်းအသုံးဝင်လာတယ်။ကိုယ့်ရဲ့လက်ဝေးတို့မျက်နှာတို့နဲ့လုံချုံရေးနှစ်တန်လိုက်တဲ့သဘောပေါ့နော်။ crypto လွှဲတာတွေထုတ်တာတွေအတွက်လည်းကိုယ့်ရဲ့လက်ဝေးတို့မျက်နှာတို့ပါမှလွှဲလို့ထုတ်လို့ရတဲ့ ဖြစ်တဲ့အတွက်လုံခြုံတယ်လို့ဆိုလို့ရတယ်။သုံးတဲ့သူအတွက်လည်း code တွေ password တွေအများကြီးပြန်ထည့်စရာမလိုဘူး။ one-click နဲ့တင်သုံးလို့ရတာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်အမ။နောက်ထပ်ရောဘာတွေထပ်ပြီးတတိထားတင်သေးလဲ။ပြီးတော့အသုံးပြုတဲ့သူကိုယ်တိုင်ကလည်း account လုံခြုံရေးနဲ့ပတ်သက်ပြီးတော့အခြေခံတည်တင်နာတွေတည်ထားတင်တာပေါ့နော်။ ဥပမာတွေ့ရလင့်တွေကိုရှောက်မှနေတယ်မူလင့်တွေကနေရှောက်နေလိုက်ရင်မာဝဲတွေဝင်လာပြီးတော့ကိုယ့်ရဲ့ဖုန်းနေလက်တော့တွေထဲမှာရှိတဲ့အချက်လက်တွေပါသွားနိုင်တာမျိုးဖြစ်နိုင်တယ်။ပြီးတော့စိတ်ချရတဲ့တရင်အင်းမစ်တွေကိုတေချာလေးလာစုံစမ်းတင်တယ်။တခုခုမတင်ကြတာမျိုးတွေ့ရင် community group ထဲမှာအကူအညီတောင်းပြီးတော့စိတ်ချရတဲ့သူတွေစီကအပြေကိုစောင့်တင်တယ်။အဓိကကတော့အတိတ်တရီလေးအမြဲကန့်နေရင်တော့တော်ရုံစိတ်ပူစရာမလိုပါဘူးအမရဲ့။စိတ်ဝင်စားဖို့ကောင်းတယ်နော်ညီမလေး။ စိတ်ဝင်စားတဲ့ဆိုရင်ဒီလိုအကောင့်လုံးချိုရင်းနဲ့ပတ်သက်ပြီးသိထားသင့်တဲ့အချက်တချို့ကိုလည်းအခုလာမယ့်တနင်္လာနေ့ကျရင် ACA YouTube Channel မှာတင်သွားပေးမယ်တဲ့မှဟုတ်လားအမတို့လို beginner လေးတွေအတွက် ACA YouTube channel လေးကတမိုးရှိလိုက်တာထည့်ရင်ဟုတ်ပါတယ်ကဲအခုကြည့်နေကြတဲ့သူတွေလည်း grade 2နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အစိမ်းနဲ့တပြေးညီတီးဖို့ ACA ရဲ့ social တိုင်းကို follow and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်